ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ဒီလူကြီးတွေမှာခဏခဏတွေ့ရတဲ့ industry ကိုတမတိုက်တယ်လို့ခေါ်တဲ့ကျွန်တော်ချွေးစားပြီးတော့အရေးပြရောင်းတဲ့ယောဂအကြောင်းဖြစ်ပါတယ်ဒါကဘယ်လိုယောဂမျိုးလဲဆိုလို့ရှိရင်သူကများသောအားဖြင့်အရေးပြနှစ်ခုပုတ်တိုက်တဲ့နေရာအရေးပြနှစ်ခုလုံးလုံးနဲ့ထိနေတဲ့နေရာတွေမှာအရေးပြပုံပြီးတော့အရေးပြရောင်းတဲ့ယောဂပါနော်တို့များတော့အပြင်ဖြစ်တာကတော့ကျွန်တော်တို့ဒီဂျိုင်းနေမှာဖြစ်တာများတယ်ဂျိုင်းနှစ်ဖက်ဘာလို့ဒီတော့လို့ရှင်များတော့အပြင်နည်းဝရတဲ့လူတွေမှာဖြစ်တာများတယ် ီတော့လို့ရှိရင်ဂျိုင်းပြီးရင်သူကဒီရင်သားအောက်ပတ်မှာဖြစ်တယ်။ဟောဘောင်ချက်နေမှာဖြစ်တယ်။နောက်တစ်ခုကတင်မနှစ်ခုကြားမှာဖြစ်တယ်။အဲ့တော့အဲ့လိုနေရာတွေမှာတော်တော်ဖြစ်များတယ်။အဲ့တော့ဖြစ်များတဲ့လူတွေကဘယ်လိုတွေလဲဆိုတော့ခုနပြောပြတဲ့အတိုင်းသူကလူကြီးတွေအသက်65နှစ်ကျော်လို့ရှိရင်ဖြစ်များတယ်။ပြီးတော့လို့ရှိရင်အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာဖြစ်များတယ်။အဲ့တော့ကလေးငယ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ diaper လောင်တဲ့ပုံစံမျိုးစီးပူလောင်တဲ့ပုံစံမျိုးနဲ့တော်တော်လေးဆင်တူတာတွေ့ရတယ်နော်။ တော့နောက်တစ်ခုကကျွန်တော်တို့ဒီဘဝလုံးတဲ့လူတွေမှာဒါအတွေ့များတယ်နောက်ထပ်အတွေ့များတဲ့လူတွေကကြတော့ကျွန်တော်တို့စီဂျိုတွေ့ချို့တော့ကရှိတဲ့သူတွေဆိုလို့ရှိရင်ဒါကိုဖြစ်တယ်ဆက်လိုက်တောက်တဲ့သူရက်တောက်တဲ့သူဒီလိုတွေမှာပုံပြီးတော့ဖြစ်တာကိုတွေ့ရတယ်နော်ဒါကဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်တတ်တဲ့ဂျိုင်းတို့ဒီပေါင်ချံတို့တင်ပါတို့ဒီလိုနေရာတွေမှာဖြစ်တတ်တဲ့အခြားသောနာတာရှည်အရေးပြားယောဂါတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒါကိုကျွန်တော်အရေးကြီးတဲ့အတွက်ကြောင့်ပြောပြတာ ပုံမှန်ဒီလိုမျိုးချွေးစားပြီးတော့အရေပြားရောင်ရုံလောက်ပဲဆိုရင်တော့သူကပြဿနာမရှိဘူး။ဒါပေမဲ့သူကိုနိုင်ကကုဆက်ယောဂမဟုတ်ဘူး။ဒါ NDA ရှိတဲ့အသက်အမြင်ပေးနိုင်တဲ့ယောဂတော့မဟုတ်ဘူး။သူကဖြစ်တဲ့လူကိုသူကရားတယ်ရဲတယ်နော်ဆက်ပြင်းပြင်းဖြစ်တယ်ဒီလိုထိုင်လို့မကောင်းဘူး။ဒါဒီလောက်ပဲလူကိုနှောက်ယှက်ပေးတယ်ပေါ့နော်ဒီလောက်ပဲဖြစ်တယ်။ဒါပေမဲ့အထုဆိုးရွားရဲဆိုလို့ရှင်တော့ဒီနေရာရဲလာတယ်ရားတယ်ပြီးတော့လို့ရှင်သူကပိုးဝင်ဖို့ ခြေအနေအခွင့်အလမ်းအများကြီးရှိဒီနေရာတွေကဘာဖြစ်လို့လဲဆိုတော့သူကဒီဘန်းတစ်ခုပွန်းနေပွန်းပွတ်တိုက်တယ်အဲ့ဒီအချိန်မှာအပေါ်ရန်ရေပြားလွှာရပျက်စီးသွားပါတော့ပျက်စီးသွားတဲ့အချိန်မှာကျွန်တော်တို့ပြင်ရဝင်မဲ့ကီမီကယ်တွေပိုးတွေဟိုဖိတ်ခေါ်တလို့ဖြစ်တယ်သူတို့ပြင်ဒီလိုမျိုးပူအိုက်ပြီးတော့ချွေးဆူနေတဲ့ရာသီတွေဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ပိုးပေါင်းစုံပေါက်ပေါ့နော်အထူးသဖြင့်ဒီဒဂူရီတန်ရှင်အားနေသွားတဲ့အချိန်မျိုးဆိုလို့ရှိရင်ပူဆိုးတယ်ကျွန်တော်တို့အထူးသဖြင့်ဖြစ်တာကတော့ဒီကျွန်တော်တို့ပူပိုးပေါက်တာများတယ် ဒုတိယချက်ကကြတော့ bacteria ပိုးပေါက်တာများခုနပြောလို့ပုံမှန်ချွေးစားပြီးတော့ရေပြားရေးတာမျိုးဆိုလို့ရှိရင်တော့သူကရဲမယ်ရားမယ်ဆက်ပြင်းပြင်းဖြစ်တယ်ဒီလောက်ပဲပေါ့ကဲယူအိမ်မှာမှတစ်ဆင့်ပိုးဝင်သွားတယ်ဆိုလို့ရှိရင်တော့ဒီနေရာပိုပြီးတော့ရောင်လာတယ်ဒီနေရာကြီးကရောင်အန်းအန်းဖြစ်လာတယ်ပြီးတော့လို့ရှိရင်တော့ဘေးကိုပြက်ခုနပုံမှန်အရေပြားပိုတိုက်တဲ့နေရာလေးတင်မဟုတ်ပဲနဲ့ဘေးကအရေပြားနေရာလေးဥပါသူကပြက်လာတာတွေ့ရအဲ့ဒါမျိုးဆိုလို့ရှိရင်တော့တော်တော်သတိထားရတယ် ဲ့လိုပိုးဝင်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကဒါစီကံပြဖို့လိုအပ်တယ်။ကဲပြီမဟုတ်ဘူး။ယူယူတန်းတန်းပဲ။နည်းနည်းပါးပါးပုံးနေဟိုရဲတယ်အကြီးပြားရဲတယ်ဆက်ပြင်းပြင်းတော့ပဲဆိုလို့ရှင်တော့ကျွန်တော်တို့အိမ်မှာဟိုလိမ့်လို့ရတယ်။ဒီဥမာကလမင်းလိုရှင်လိုဟာမျိုးလေးနည်းနည်းလိမ့်လို့ရတယ်။တော့ Illuvera gel လိုဟာမျိုးပပလေးလိမ့်လို့ရတယ်ပေါ့နော်။နောက်တစ်ခုကလုပ်လို့ရတာကတော့အဲ့ဒီနောက်ကျွန်တော်တို့မှုပိုးတက်တဲ့ပေါက်တာမှုပိုးတက်စေပေါက်တာအနည်းနှစ်ချိန်ဒါလေးဖြန်းလို့ရတယ်။အဲ့ဒါဆိုလို့ရှင်တော့တော်တော်များများတက်တာ နောက်တစ်ခုကဒဂိုကြီးတန်ရှင်းရေးကိုလည်းမေ့လို့မရဒါပေမဲ့ဒဂိုကြီးတန်ရှင်းရေးဆိုတဲ့နေရာမှာလေကျွန်တော်တို့ဒီနေရာပူပေါက်တယ်လို့ပြောတဲ့အတွက်ကြောင့်ဒီပူသက်စေပါတဲ့ဆက်ပြားတွေနဲ့တော့မတုံးစီချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ခုနတွေကကျွန်တော်တို့အရေပြားအပေါ်ရန်လွာကတော့အားနေပြီးတော့ပုတ်တိုက်ပြီးတော့ပျက်စီးနေတာ။အဲဒီတော့ကျွန်တော်တို့ကဒီပြင်းတဲ့ဟာတွေပေါ့နော်ဥပမာ spray swan နဲ့ပတ်တာတို့တော့ petadine တွေဒီဈေးဝါရီပေါ့အဲ့ဒါတွေနဲ့ပတ်တာတို့လုံးမယ်ဆိုလို့ရှိရင်အဲ့နာအရေပြားပို့ပြီးတော့ကြောင်လာဖို့ပူဆိုးစီပေါ့နော်ရောင်စီတဲ့ပူဆိုးစီ အဲ့တော့ပုံမှန်ကျွန်တော်တို့ရိုးရိုးရေချိုးဆက်ပြန်တယ်ရေချိုးတန်တန်ရှင်လို့ဒါရဒီတော့ခုနပြောသလိုမျိုးအရန်ပူတယ်အိုက်တယ်ပေါန်းတာအရန်များတယ်နည်းနည်းဝရတဲ့သူတွေဆိုလို့ရှိရင်ပေါန်းတာတက်တာကို aloe vera gel လို့ဟာမျိုးသို့မဟုတ် lotion ကြဲကြဲလေးနည်းနည်းလိမ့်လို့ရဒီတော့အဲ့ဒီ lotion ပုံကနေခုနကျွန်တော်ပြောတယ်မိုးတက်စေပေါက်တာလေးခဲ့ပေါန်းတာဒီလိုမျိုးလေးအိမ်မှာကျွန်တော်တို့ကိုယ့်အကူငါးရက်တစ်ပတ်ဒီလိုလုပ်ကြည့်ပေါန်းတော့အဲ့လိုလုပ်ကြည့်လို့မှကဲ၍ပူဆိုးလာတာရှိတယ်မတက်တာဘူးဆိုလို့ရှိရင်တော့ဒါကတော့ ခြေခံပြဖို့လိုအပ်တယ်။ဒါဘယ်လိုလဲဆိုတော့ပုံမှန်ခန္ဓာတစ်ဖြုတ်ဒီလိုအေးပြားဟိုပွန်းတာအေးပြားရောင်တာဆိုလို့ရှိရင်ဒါကတပတ်လောက်နဲ့တက်တာသွားတယ်။အဲ့လိုမဟုတ်ဘဲနဲ့ပိုဆိုးလာတယ်။လို့မဟုတ်ခဏခဏဖြစ်လိုက်ပြောက်လိုက်အကြာကြီးဖြစ်နေတယ်။ရက်ပေါင်းများစွာဖြစ်နေတယ်။အဲ့လိုဆိုလို့ရှိရင်တော့ဒါတခြားသောအေးပြားရောဂါတွေဖြစ်နိုင်တယ်။အခုမှကျွန်တော်တို့ကဒီ dermatitis နောက်တစ်ခုခုတိုင်းလင်းစည်းတို့ပါတော့ဒီဂျိုင်းကိုလိမ့်နေရတယ် dermatitis ဖြစ်နိုင်တယ်။နောက်ပြောရရင်ရေချိုးဆက်ပြားကြီးတချို့နဲ့ dermatitis ဖြစ်နိုင်တယ်။နင်းခုဖြစ်တာလည်းဖြစ်နိုင်တယ်။ နောက်တစ်ခုကကြတော့ဒီကျွန်တော်တို့ inverse psoriasis လို့ခေါ်တဲ့ကျွပွင်းတာဒီလိုမျိုးကြားတွေထဲမှာဖြစ်တဲ့ကျွပွင်းတာလည်းဖြစ်နိုင်တယ်။အဲ့တော့အဲ့လိုမျိုးအခြားတော့ဒီအရေပြားနှစ်ခုကြားတွေထဲမှာဖြစ်တဲ့နာတာရှည်ယောဂါတွေဖြစ်နိုင်တယ်။အဲ့ဒါကိုကျွန်တော်ကတော့အကြံပေးချင်တာကတော့ဥမာကလေးငယ်တွေအနည်းအောက်ကလေးငယ်တွေနဲ့ခုနပြောလို့အသက်65နှစ်လူကြီးတွေမှာဖြစ်ပြီဆိုလို့ရှိရင်တော့ကလေးဖြစ်နိုင်တော့ဒီကအရင်ပြပါပြီးသွားတော့မှပဲဥတာမှုအေချာခံယူပါဘောနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ခုနကကျွန်တော်ပြောတဲ့နာတာရှည်ယောဂါတွေ ကလည်းဒီလိုလက္ခဏာတွေ ਨੇ တော်တော်လေးစင်တူနေတဲ့အတွက်ကြောင့်ဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့မလုပ်ရမှာတွေကတော့ဒီဒါဒီနာကိုအရင်ကောက်တာဖဲ့တာမလုပ်ရဘူးပေါ့နော်။ပြီးတော့လို့ရှိရင်တော့ဒီပြတ်တကန်းပေါ့နော်စေးဆိုင်တွေကနေပြီးတော့ကျွန်တော်တို့စေးဘူမစတီရိုက်ပါတယ်လိန်စေးတွေနောက်တစ်ခုကကျွန်တော်တို့စေးထဲမှာပါစေးပါပါမှန်းမသိတဲ့နော်ဟိုတရုတ်စေးပဲဖြစ်ဖြစ်မြန်မာစေးပဲဖြစ်ဖြစ်အင်္ဂလိပ်စေးပဲဖြစ်ဖြစ်အိန္ဒိယစေးပဲဖြစ်ဖြစ်အဲ့လိုမျိုးစေးတွေမလိမ့်မို့ရေးကြည့်တယ်။ဘာလို့လဲဆိုတော့ ဒီလိုမျိုးအရေးပြားနှစ်ခုကတ်နေတဲ့နေရာတွေကပုံမှန်အရေးပြားတွေတဲ့သူတို့ကစီးမှားသွားတယ်လိမ့်တာမှားသွားတယ်ဆိုလို့ရှိရင်အရေးပြားပြည့်စုံမှု chance ပို့ပြီးတော့များတယ်အဲ့လိုမျိုးပြတ်ပြီးဆိုလို့ရှိရင်လည်းအရေးပြားပြတ်သွားပြီးဥပမာကျွန်တော်တို့အရေးပြားအရန်ပါသွားတယ်တော့ကြောပြတ်တလူမျိုးတွေဖြစ်သွားတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်အရေးပြားပြန်ဖြစ်ဖို့တော့မလွယ်ပါဘူးတော့ဒါလေးကိုသတိပေးတာဖြစ်ပါတယ် ဒါကတော့လူကြီးတွေမှာအဖြစ်များတဲ့ချွေးစားပြီးတော့အရေပြားရောင်တဲ့ယောဂရဲ့ဆောင်ရင်ရှောင်ရင်တွေကိုပြပြသွားတာဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။